အားလုံးပဲမင်္ဂလာပါဗျာဒီနေ့က2025မေလ15ရက်နေ့ဖြစ်ပါတယ်နော်အဲတချို့ကဗုဒ္ဓဘာသာမှာကဘာကြီးအကြောင်းဟောထားတာမရှိဘူးဘယ်တော့ဘယ်ညာပြောတယ်ဗုဒ္ဓဘာသာတရားပြောရင်အများကြီးပြောလို့ရတယ်မင်းတို့သိတဲ့ကဘာဆိုတာကဟောဒီကဘာလေးတစ်လုံးလုံးသိတာဟောဒီကဘာကြီးပြက်သွားတာဒီဟောဒီကဘာကြီးပြန်ဖြစ်လာတာဒီတီတာဒီပြက်တာဒီအဲ့ဒါဒီကိုကတ်တီလို့ခေါ်တယ်အဲ့တော့မြတ်စွာဘုရားရဲ့ကဘာဆိုတဲ့အတုံးလုံးကတကဘာကိုကတ်လေးကနေပြကဘာကြီးပြက်သွားတယ် ကဘာကြီးပြတ်တဲ့အတိုင်းဒီတိုင်းကြီးမဲ့လောကကြီးဟင်းလင်းမြေပေါက်ကြီးဘာမှမရှိတော့ဘဲနဲ့ရှိနေတယ်ကာလာကြီးလောကကြီးမှာပြာမီးသွေးတော့မရှိတဲ့ကာလာကြီးတစ်ခုရှိတယ်အဲ့ဒီလိုကာလာကိုလည်းအတင်ချီယာကတ်လို့ခေါ်တယ်ကဘာကြီးမီးလောင်ပြီးပြတ်သွားတာကိုလည်းအတင်ချီယာကတ်လို့ခေါ်တယ်အဲ့တော့အတင်ချီယာကတ်ကအဲ့ဒီနှစ်ကတ်ပြီးသွားလို့ရှိရင်ကဘာကြီးပြန်တည်ရက်ကတ်ရှိတယ်ကဘာကြီးပြန်လဲစတင်ဖြစ်ပေါ်လာတဲ့ကတ်ရှိအဲ့တော့ကဘာကြီးကဘလို့ပြန်လဲစတင်ဖြစ်ပေါ်လာလဲဆိုတော့လောကကြီးထဲမှာဟင်းလင်းမြေကြီးပဲ အမောင်တိုက်ကြီးပဲဘာမှမရှိဘူးအဲ့တော့ဒီအမောင်တိုက်ကြီးထဲမှာရှိနေတဲ့ပျက်စီးသွားတဲ့ရုပ်မုံတွေရုပ်မုံတွေကတစ်ခုနဲ့တစ်ခုတွန်းနေတိုက်တယ်တွန်းနေတိုက်တယ်ရွေလျားရံနေအပူဆိုတဲ့စွမ်းအင်တွေထွက်လာတယ်အဲ့ဒီမှာပထဝီတီသောအာဘောဝါရောဆိုတဲ့ဓာတ်တွေအဲ့ဒီဓာတ်စွမ်းအားတွေထွက်လာတာအဲ့ဒီဓာတ်စွမ်းအားတွေထွက်လာတဖြည်းဖြည်းနဲ့စူးစီးမှုတွေဖြစ်တာအဲ့ဒါသင်္ခါရလို့ခေါ်တယ်နော်ပြုစင်ရင်နေတာပြုစင်ရင်နေတာသူကအချိန်မောင်းအဲ့ဒီပြုစင်ရင်နေတဲ့ကာလဘယ်လောက်ကြာလဲဘယ်လောက်ကြာမှန်းမသိအောင်ပြုစင်ရင်နေတယ်သူတို့ကသူတို့ ဓာတ်တဘာဝတွေတွန်ရင်တိုက်ရင်နဲ့ပြုတ်စင်နေရတဲ့ကာလအဲ့ဒီကနေပြီးတော့တဖြည်းဖြည်းနဲ့ပုံတရံนี่ပေါ်လာတယ်ပုံတရံนี่စပေါ်လာတဲ့အချိန်မှာလောကကြီးစပြီးတော့ဖြစ်တဲ့အချိန်မှာနော်လောကကြီးကိုစပြီးဖြစ်တဲ့အချိန်မှာပုံတရံนี่စပေါ်လာတဲ့အချိန်မှာဘယ်အရာကစပေါ်လဲလို့မေးဩဃာတလောကကြီးပြန်တည်ပြန်စဖြစ်တဲ့အချိန်မှာမြမဘုံပထမဇံမြမဘုံนี่စပေါ်တယ်ဒါဆိုရင်လောကကြီးပြတ်သွားတဲ့အချိန်မှာဟင်းလင်းမြင်လောကကြီးထဲမှာတတ္တဝါတွေဘယ်ရောက်သွားလဲဆိုတော့အခြားသောစကြဝဠာတွေရောက်သွားတယ် တချို့ကအဘာအဘဒရာဆိုတဲ့ပုံမှာသွားပြီးတော့ဖြစ်တယ်။နောက်တော့အပြင်တတ္တဝါတွေကတော့အဲ့ဒီအချိန်မှာတေကန်ကြီးဆိုပြီးဆိုပြီးကဘာကြီးပြတ်တော့မယ်ဆိုရင်နှစ်တထောင်လောက်ကနေပြီးတော့ဒီနတ်တရားနေစော့ဩတယ်။ကဘာကြီးပြတ်တော့မယ်ကဘာကြီးပြတ်တော့မယ်ဆိုနှစ်တထောင်လောက်ကနေစော့ဩတယ်။ကဘာကြီးပြတ်တော့မယ်ဆိုအဲ့ဒီအချိန်ညာလူတွေကကောင်းမှုကုသိုလ်တွေမတရားလုပ်တယ်။ဟာလာဒီဇန်တမာဘတ်တွေဒီရတယ်အဲ့လိုမျိုးတွေအားထုတ်လာတယ်ကုသိုလ်တွေအရန်လုပ်တဲ့အတွက်ညာတော့အပြင်တတ္တဝါတွေကအဘဒရာမှာဖြစ်တယ် အခြားသောတလိဆန်းဒီငရေကြနေတဲ့ဟာတွေကတော့အခြားသောစကြဝဠာကိုပြောင်းရွှေ့သွားတာ ड़ी အခြားသောနေရာဒီတာပေါ့နော်အခြားသောငရေတွေကိုတချို့တွေကြတော့လေရောက်သွားတယ်အဲ့မှုလို့ရှိတယ်အဲ့တော့အခုဒီခရိယန်ကြီးပြောတဲ့နောက်ဆုံးသောကာလဆိုတာအခုချိန်ကနောက်ဆုံးသောကာလမဟုတ်ဘူးဒါပြက်ကတက်ကပြက်ကတက်ကကြတော့အကုသိုလ်ကံကြောင့်ပြက်တာကဘာကြီးပြက်မဲ့အချိန်ကျရင်လူတွေကကုသိုလ်တွေလုပ်လာတယ်ပိန်တော့မဲ့အချိန်ကျရင်ကုသိုလ်တွေလုပ်လာတယ် ဒါကပြက်ကတကတက်တန်းဆုပ်တဲ့ကတ်လို့ခေါ်တယ်အဲ့ဒီအချိန်ကျရင်ကုသူဘာကုသူမှမလုပ်တော့အခုဆိုလူတွေလည်းကြားဘူးနေတဲ့အတိုင်းပဲဟလာတစုံတယောက်သောဖန်သင်းရှင်ကြီးကကဲသွားမယ်ကောင်းမှုလုပ်လို့မကောင်းမှုလုပ်လို့အရေးမပါတော့ဘူးဆိုတာအဲ့တော့လူတွေကမကောင်းမှုတဖြည်းဖြည်းနဲ့လောက်တာများလာလိမ့်မယ်ဆယ်နှစ်တိုင်းရောက်သွားလို့ရှင်ကုသူလုပ်တဲ့စုတူဆိုတာရှိကုန်မရှိတော့ကုသူဆိုတဲ့အတန်းကြားလည်းမကြားဘူးတော့အဲ့ဒီအချိန်ကျရင်လူတွေကတယောက်နဲ့တယောက်တတ်ဖြတ်ရင်လည်းနောက်ဆုံးကဘာပေါ်မှာလက်တဆုပ်စာလူတွေပဲချမ်း အဲ့ဒီကနေမေတ္တာတရားတွေပြန်ပွားမယ်ကရုဏာမုဒိတာဥပက္ခဆိုတဲ့တရားတွေပြန်ပွားရင်ねတတန်းညီပြန်တက်လာမယ်အဲ့ဒါဒီအန္တရာကတကတ်တတန်းအဆုတ်တွေတက်တဲ့ကတ်တွေဖြစ်ပါတယ်เนาะအဲ့ဒါနောက်ဆုံးသောကာလမဟုတ်ပါဘူးနောက်ဆုံးသောကာလဆိုရင်တော့နတ်တရားတွေပြီးတော့ဆော့အော်တာလိုက်ပြီးတော့လူတွေကဘာကြီးပြတ်တော့မယ်ကဘာကြီးပြတ်တော့မယ်လို့လိုက်အော်တာလိုက်အော်တဲ့ချိန်ကျလူတွေကောင်းမှုကုသိုလ်တွေမတရားလုပ်ရင်းနဲ့ပင်အဘာဒရာဘုံမှာဖြစ်တာများတယ်အဲ့တော့အဘာဒရာဘုံဆိုတော့ဟာဒီလောကကြီးနဲ့မဆက်ဆက်ဘူးတော်တော်ကိုအလန်းဝေးတယ်မသိနိုင်ဘူး ဲ့လောက်ထိဒုတိယဇံပုံရဲ့တတိယမြောက်ပုံဖြစ်တယ်။ပြက်လို့ရှိရင်ဘိုးရီနေတဲ့အောက်ကပထမဇံပုံ၅ပုံနဲ့ဒုတိယဇံပထမဇံ၃ပုံနဲ့ဒုတိယဇံ၂ပုံဖြစ်တယ်။တတဝါရီအကုန်လုံးနေတဲ့လောကကြီးပြက်သွားတာ။အဲ့ဒီလောကကြီးပြက်လို့ရှိရင်ရက်စွာဖျားရဲ့အာနာဇက်အာနာအာနာခေတ်ကဘလောက်ထိရောက်လဲဆိုဆက်ကြောလာဂရီတသိန်းထိရောက်တယ်။မဟာလောကရတစ်ခုကိုရောက်တယ်။အဲ့ဒီတော့ပြက်ရင်လည်းမဟာလောကရတစ်ခုလုံးပြက်တယ်။ ဲ့တော့ခြားသောစကြဝဠာဒီမှာခြားသောစကြဝဠာကတိသိမ်းပါလေဖះတဆူပွင့်ကောင်းပွင့်နေပါလိမ့်မယ်ဒီစကြဝဠာကတိသိမ်းမှာတော့မြတ်စွာဘုရားတဆူပဲပွင့်ပြီးတော့အာဏဇက်ကိုအဲ့လောက်ထိပြတ်အောင်ဖြတ်နိုင်ပါလေအဲ့တော့ကဘာကြီးကပြန်တည်တဲ့ခါမှာပထမဇံဘုံစပေါ်တယ်ပေါ်တဲ့အချိန်ကျရင်ဘသူကအရင်ဆုံးစရောက်လာလဲဆိုတော့အဲ့ဒီအဘာဒရာကနေပြီးတော့တည်ပြီးတော့ပထမဇံဘုံရောက်လာတဲ့ပုံကိုဖြစ်လာတယ်သူတယောက်တည်းနေတာသူတယောက်တည်းနေတဲ့ခါကျတော့ဘသူမ သူ့ကိုဟိုဘယ်လိုခေါ်မလဲတယောက်ထက်ပြင်းလာတာပေါ့နော်တယောက်ထက်ပြင်းလာတာတယောက်ထက်ပြင်းလာတဲ့ခါကျတော့သူကဘာလုပ်လဲဆိုတော့ငါဘုံကိုတတ္တဝါတွေရောက်လာရင်ကောင်းပါပဲလို့စိတ်ကူးလိုက်တာအဲ့ဒီချိန်ကျလိုက်သူ့ဘုံကိုအဘာဒရာကနေတည်ပြီးတော့ရောက်လာတဲ့တတ္တဝါတွေရောက်လာတယ်အဲ့ချိန်ကျတော့ဟာငါစိတ်ကူးတိုင်းဖြစ်တယ်ဟာပေါ့နော်သူစိတ်ကူးလိုက်တဲ့အချိန်မှာပဲပါဠိကဝတ်မှာအကညာတုတ်ဆိုတာရှိတယ်အဲ့ဒီအကညာတုတ်မှာ မြတ်စွာဘုရားကကဘာကြီးတီဘုံကိုပြန်ဟောထားတာရှိတယ်အဲ့အကညာတုံးမှာဘာဘာဒီဟောထားလဲဆိုတော့အဲ့ဘုံကနေဆင်းလာတဲ့တတ္တဝါတွေကပီတိပဲရှိတယ်ကောင်းငင်မှာဇန်နဲ့နေတယ်ကိုပိုင်အလင်းအောင်ရှိတယ်နော်အဲ့ဒီအချိန်မှာလူဘုံဖြစ်မဲ့နေရာကြီးမှာရည်ရင်ကြီးပဲရှိတယ်မြတ်စွာဘုရားကတေးတေးချာချာဟောထားတယ်နော်အဲ့ဒါလေးကိုဖတ်ပြမယ်နားထောင်ဝါတိထားတဲ့ထိုအခါစัจ java ရာဂရေတသိန်းလုံးဒီတခဲနဲ့တော့ရည်ပင်ကြီးသာဖြစ်တယ်စัจ java ရာဂရေတသိန်းလုံးမှာတခဲနဲ့ရည်ပင်ကြီးသာရှိတယ်လေ မှောင်တိဖြစ်တယ်လေတခဲနဲ့မှောင်တိဖြစ်တယ်လနေတို့သည်ထင်ရှားမရှိကုန်နတ်ခတ်တရားတို့သည်ထင်ရှားမရှိကုန်ညိနေတို့သည်ထင်ရှားမရှိကုန်လလာခွဲတို့သည်ထင်ရှားမရှိကုန်ဥရုနှစ်တို့သည်ထင်ရှားမရှိကုန်မိမယောက်ျားတို့သည်ထင်ရှားမရှိကုန်တတဝါတို့ကိုတတဝါလို့ပဲခေါ်လို့ရတယ်ယောက်ျားလို့လည်းခေါ်လို့မရမိမလို့လည်းခေါ်လို့မရအဲလိုကတပုံစံနဲ့ဖြစ်နေတယ်နော်သူတို့မှအဲ့ဒီချိန်မှာဟိုနေမဖြစ်သေးဘူးအဲ့တော့ဖန်ဆင်းရှင်ကြီးကသူ့ရဲ့ပြဿနာအဲ့မှာစတတ်တာနော်သူအဲ့မှာစတတ်တာ ငါဒီရှေးဦးစွာသူစိတ်ကူးလိုက်တဲ့အချိန်မှာပဲထိုဘဝကနေစိတ်ကူးလိုက်တဲ့အချိန်မှာပဲတတဝါတွေရောက်လာပြီအဲ့တော့ဗမာကြီးကစဉ်းစားတယ်ယဟန်တို့လေထိုခါတတဝါကြီးရှေးဦးစွာဖြစ်ပေါ်နေသောတတဝါကဤသို့အကြံဖြစ်၏ငါဒီဗမာဖြစ်၏မဟာဗမာဖြစ်၏လွှမ်းမိုးနိုင်သူဖြစ်သည်မြေသူကားမှာငါ့ကိုလွှမ်းမိုးနိုင်သူမဟုတ်စင်စစ်အလုံးစုံမြင်သူတို့ဖြစ်၏အလိုတိုင်းဖြစ်စေနိုင်သူဖြစ်၏အစိုးရသူဖြစ်၏ ပြုသူဖြစ်၏ဖန်ဆင်းသူဖြစ်၏အမျက်ဆုံးသူဖြစ်၏စီမံသူဖြစ်၏လေ့လာသူဖြစ်၏ဖြစ်စေတတဝါတို့၏အဖေဖြစ်၏အာတုကုတ်တုကုတ်သူအထင်နေဘက်နေရတတဝါတို့ကိုလည်းငါဖန်ဆင်းထားတာလေအဘယ်ကြောင့်ဆိုတော့လေအဲ့မှာ तू ကတုကုတ်သူလည်းအကြောင်းပြချက်ပြီးတယ် तू မှလည်းအကြောင်းပြချက်တဘာသောတတဝါတို့ဒီဤပုံတို့ရောက်လာမှုရောက်လာပြီးကောင်းလာ၏လို့ငါဒီစိတ်ကြံဖြစ်ခဲ့၏လေငါရဲ့ဤတောင်းတခြင်းဒီလည်းဖြစ်၏လေဤတတဝါတို့ဒီလည်းဤပုံတို့ရောက်လာခဲ့၏ဒါကြောင့်မလို့ငါဒီဒီတတဝါတို့ရဲ့အဖေဖြစ်တယ်အဲတုကုတ်သူ အပိပလိုက်တယ်သူ့ကိုသူလည်းထင်ပလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့သူဘယ်ရလာမှလည်းမသိဘူးလीသူဘလို့ဖြစ်လာတယ်ဆိုလားသူ့ကိုသူမသိဘူးဒါပေမဲ့သူတယောက်တည်းရှိနေတယ်ဆိုတော့ဒီလောကကြီးတစ်ခွင်လုံးအမောင်တိုင်ကြီးထဲမှာသူ့ရဲ့ကိုယ်ရောကိုယ်ဟာအလင်းလက်ဆုံးအတောက်ပါဆုံးသူတယောက်တည်းရှိတယ်ကောင်းငင်တစ်ခုလုံးကျက်စားတဲ့အချိန်မှာလည်းလောကတစ်ခုလုံးကျက်စားတဲ့အချိန်မှာလည်းသူတုတ်ပြင်ဘယ်သူမှမရှိဘူးအဲ့တော့သူကစိတ်ကူးကြံစီလိုက်တိုင်းမှာဖြစ်လာတဲ့အတွက်နော်အဲ့ဒီပုံကူယူ မြမာကြီးလို့ထင်သွားတယ်။ကျန်တဲ့အောက်ကလူတွေကလည်းငါတို့ကသူဖန်ဆင်းတာပဲဖြစ်မြင်သူတို့လည်းဘယ်ကလာမှမသိဘူး။ငါတို့ဒီမြမာကြီးကဖန်ဆင်းတာဖြစ်မြင်နောက်ရောက်လာတဲ့လူတွေကလည်းဘာဖြစ်လို့လဲဆိုတော့ငါတို့အရင်ကသူကရောက်နေတာ။သူဖန်ဆင်းလို့ငါတို့ဖြစ်လာတာ။ထပ်ပြီးတော့ပြဿနာဘာဆက်တက်လဲဆိုတော့အဲ့ဒီဘုံမှာရှိတဲ့နောက်ရောက်လာတဲ့တတ္တဝါတွေကအရင်သိတယ်။သူကမသိဘူး။အခုချိန်ကြီးမသိသေးဘူးအဲ့မြမာကြီးက။သူကကဘာမဟာကတ်တက်ကတ်ကိုနေတာ哦။ဒီကဘာတက်တန်းတစ်ခုလုံးကဘာကြီးမပြတ်မချင်းသူကတည်နေတာဖြစ်ချင်းကြောင့် သူ့ကိုယ်သူသူဖန်ဆင်းရှင်လို့ပဲထင်တယ်အခုချိန်ထိလည်းထင်နေတော့ဘယ်သူမှသူ့ကိုမချော့ရသေးဘူးနော်ဖခင်လေးစုပွင့်ပြီးသွားပြီသူ့ကိုဘယ်သူမှမချော့ရသေးဘူးသူ့ကိုယ်သူဖန်ဆင်းရှင်တော့အခုချိန်ထိထင်တော့ရှိသေးတယ်အဲ့တော့သူကဆက်ပြီးတော့ဆက်ပြီးတော့သူကအဲ့လိုမျိုးတွေးတယ်အောက်ကတရဝါတွေကလည်းအတီးတိုင်းပဲတွေးတယ်ထုံးပါပဲပြဿနာဘယ်မှာထပြီးတော့လူလောကမှာဖန်ဆင်းရှင်ရှိတယ်ဆိုတော့ဝါဒဘယ်မှာဖြစ်လာလဲဆိုတော့အဲ့ဒီဘုံကနေတည်သွားတဲ့ပုံကိုယ်ကြီးကလူလောကတွေကိုရောက်လာတယ်။ရောက်လာတဲ့ခါကျတော့လူလောကကြီးမှာလည်းအဲ့မှာမင်းကြီးပေါ်လာပြီး မင်းနေပေါ်လာရင်ကနေပြီးတော့အကုသိုလ်တွေပြူလာကြပြီးသူတို့ဘက်ကလူတာရက်တာတွေဖြစ်တဲ့ခါကျတော့တချို့သောပုံကိုယ်တွေကဒီအကုသိုလ်တွေမျှောပြစ်မယ်ကွာဆိုလူတွေနဲ့ဝေးတဲ့အရက်တွေမှာကြောင်းနေဆောက်ပြီးတော့တမနာဗျမနာဆိုတဲ့အရာသူတို့ဇန်ကိုရအောင်အာထုတ်တာသူတို့ဇန်နေရလာတယ်ဇန်နေရလာတဲ့အချိန်မှာပြန်ပြီးတော့အဲ့ဗျမာကြီးကိုတော်တူတယ်။တန်တဲ့နေရာကိုသူတို့မသိဗျမာကြီးကိုတော့သူတို့တွေ့တယ်။တွေ့တဲ့ခါကျတော့ဟာဒီဗျမာကြီးကငါတို့ကိုဖန်ဆင်းတာဒီဗျမာကြီးကမသိဘူးငါတို့ကသိတယ်ငါတို့ကဒီလူပုံကိုယောက်လာတယ် အဲ့တော့မြမာမြမာကြီးဖြန့်စင်းလို့ဒါငါတို့ကဖြစ်လာတာဆိုအဲ့ဒီမှာအတ္တဝါဒတွေပေါ်လာတယ်ဗြမဏဝါဒတွေပေါ်လာတယ်အဲ့တော့ခရိယံဘာသာဂျူးဘာသာတဲ့အရင်ဆုံးပေါ်လာသည့်ဗြမဏဝါဒဖြစ်တယ်ဖြန့်စင်းရှင်ဖြန့်စင်းရှင်ဝါဒကိုအရင်ဆုံးစပြီးတည်ထောင်လာသည့်ဗြမဏဝါဒဖြစ်တယ်အဲ့ဒီဗြမဏတွေကနေပြီးတော့မြမာကြီးရှိတယ်မြမာကြီးကဖန်ဆင်းတယ်သူဒီအရာရာအားလုံးကိုဟိုနေဖြစ်တယ်လောကကြီးထဲမှာသူသားလေးအမျက်ဆုံးသူသားလေးအတာဆုံးဆိုပြီးတော့အခုချိန်အထိလေပွင့်နေပြီးတော့ဘုရားလေးစုကလည်းသူ့ကို မချီချွတ်ခဲ့တဲ့အတွက်အခုချိန်ထိသူ့ကိုယ်သူမြမာကြီးတို့မဟာမြမာကြီးလောကကိုဖန်ဆင်းသူငါသာလင်အကြီးဆုံးအမြတ်ဆုံးဆိုပြီးသူ့ကိုယ်သူအထင်ရှိနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါဆိုရင်အဲ့ဒီပုဂ္ဂိုလ်တည်ရင်ဘယ်ရောက်မလဲလို့မေးလို့ရှိရင်နောက်ဖျားပွင့်လို့သူ့ကိုမချွတ်ဘူးဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်တည်လို့ရှိရင်ငရဲသေးကြပေါ့ကြာမှာ။ချွတ်ခဲ့တယ်ဆိုရင်တော့သူကောင်းတာတစ်ခုခုဖြစ်မှာပေါ့နော်။အဲ့ဒီအယူဝါဒကြောင့်ပဲအဲ့ဒီမြမာကြီးဒီလောကကြီးပြတ်တဲ့အချိန်မှာကဘာကြီးပြတ်သွားတဲ့အချိန်မှာ